တရင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခံအပ်ပါတယ်ခင်ဗျာကိုရကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့နေပြီးတော့နဲ့နီးကပ်တဲ့ပင်လောင်မြို့နယ်ဆောင်းပြောင်ကျေးဝါအနီးမှာတိုက်ပွဲများဆက်တိုက်ဖြစ်နေပြီးဒီလိုတွေတောင်းနဲ့ချီတွေ့ပြေးနေရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် နေပြီးတော့နဲ့နေကတ်တဲ့ရန်ပြည်နယ်မြောက်ပိုင်းပင်လောင်မြို့နယ်ဆောင်းပြောင်ချေးဝါအနီးမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီးတော့ဒေသနေပြည်သူထောင်ထဲချီတော်ပြီးနေရတယ်လို့ဒေသနေပြည်သူတွေနဲ့စည်ရေးဒရင်ရေးမြေတချို့ကပြောဆိုပါတယ်။ပြီးခဲ့တဲ့မေလ19ရက်နေ့မှာစတင်ပြီးရန်ပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်ဆောင်းပြောင်ချေးဝါအနီးမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်ကြောင်းအရင်နောက်ဆက်တိုက်ဆိုသလိုတိုက်ပွဲတွေဖြစ်ပွားလိုက်နားလိုက်နဲ့နေစင်ရဆက်ဖြစ်ပွားလျက်ရှိနေကြောင်း KNDF တပ်များနဲ့ ဂျန်လက်စစ်တပ်နဲ့စကောင်းစီလက်အောက်ခံ BNO ပြည်သူ့စစ်များကြားတိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲများအတွင်းစစ်တပ်နဲ့ BNO ကိစ္စကံတချို့ကိုတင်ပတ်ရရှိပြီး BNO စစ်သားတချို့ကိုလည်းရှင်ဖမ်းဆီးရမှုတွေရှိကြောင်းစကောင်းစီတပ်နဲ့ BNO ပြည်သူ့စစ်တွေကအပြင်းထန်ကူးကန်နေတဲ့အပြင် လေကြောင်းမှတိုက်ခိုက်မှုတွေလည်းဆက်တိုက်လှောက်ဆောင်လျက်ရှိကြောင်းသိရပါတယ်။အခုဆောင်းပြောင်းမှဖြစ်လာတဲ့တိုက်ပွဲတွေကဒေါ်လန်ကြီးတပ်တွေကဒိုးဆစ်ဆင်လာတာလို့ပြောရမယ်။ပင်လောင်းလိုက်ကောလမ်းနဲ့ပင်လောင်းနေပြီးတော့သွားတဲ့လမ်းတွေမှာ တော်လိုင်းကြီးတက်တွေကစားပြီးတော့စစ်စမ်းတဲ့သဘောလည်းမြင်ရတယ်။အခုတရားတလောက်တော့တော်လိုင်းကြီးတက်တွေကစကန်သိမ်းတာတွေရှိတယ်။ BNO စစ်သားတွေကိုဖမ်းမိတာတွေလည်းရှိတယ်လို့ဒေတာသတင်းရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါရန်ပိနယ်ပင်လောင်းမြို့နယ်ဟာနေပြည်တော်တို့တိုက်ရိုက်သွားရောက်နိုင်တဲ့အချမ်းချာကြတဲ့စည်ရေးရရေးပါတဲ့မြို့နယ်တစ်ခုဖြစ်ပြီးတော့အရင်းမြာကိုတော်လိုင်းကပွဲတွေကနည်းမြေစုံမိုးရရှိရန်အခုလိုတိုက်ခိုက်လာခြင်းဖြစ်တယ်လို့ဒေတာသတင်းရင်းမြစ်တွေကတုတ်တပါတယ်။ဒါပြန်ကြမ်းပတ်စကောင်းစီတက်ကတိုက်ပွဲတွေပြင်းထန်လာပြီးထိနာလာတဲ့ချိန် ပဦးဂျီဝါများကိုမိရှုပ်ဖျက်ဆီးခြင်း၊လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းတို့ကိုလုံဆောင်ခဲ့ပြီးတော့အဲ့ဒီဖြစ်စဉ်တွေကိုတော်လိုင်းကြီးတပ်များကလုံဆောင်နေလို့ဆူဆွဲပြောဆိုမှုတွေကိုလည်းအငဲရန်တောင်ဆောင်ဆုတ်တလို့လုံဆောင်လာတယ်လို့သိရပါတယ်။အခုပဝေးဝါတွေကိုစကုံးစီကလေကြောင်းမှန်းတွေပုံကျဲနေတာမိရှုပ်နေတာကိုပီယန်နိုဘီယာရှိတကဘာမှမပြောရဘူး။ပြီးတော့ပိုးပီတူတွေကိုဖြောင်းလိမ့်နေတဲ့တဲ့အချမ်းသက်သမားတွေကမိရှုပ်တယ်ဆိုပြီးတော့ပိုးပီတူတွေကိုရန်အားတယ်လို့ထင်နေတော့မယ်လို့ဒေသနေပြည်သူတအူးကပြောပါတယ်။အစောပါပင်လောင်မျိုးနဲ့မှမေလာစခွန်ညနေမှာ ဒီကနေ့မေလ26ရက်နေ့ကစတိုက်ဖြစ်ပေါ်နေတဲ့ဒီဘော်ဒီကြောင့်ပင်လောင်မြို့နယ်ဆောင်ပြောင်းတိတာမှာပြည်သူထောင်ထဲချီပြီးတော့စစ်ပေးဒိန်းရှောင်နေရကြောင်းတောင်းရစိုက်ပိုးချိန်ဖြစ်ပေမဲ့လည်းပြည်သူများစစ်ပေးရှောင်နေရကြောင်းသိရှိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အချမ်းပဲစကုံးစီရဲ့ရွေချက်ရှိရှိလေးချောင်းတိုက်ခိုက်ခြင်းမှုတွေကြောင့်မြေအောက်ဈေးရုံနဲ့ဈေးကမ်းများထိုးတောင်းရန်ပြည်သူလူထုနဲ့နိုင်ငံတကာကိုဒေါက်တာဆောဝေစုအကူအညီထောက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အကြံပေးစကောင်းစီရဲ့ရည်ဝဲချက်ရှိရှိလေးချောင်းတက်ခိုက်ပိုးကျဲမှုတွေကြောင့ ဒေတာရွဲမှာရှိတဲ့ဇေယုံနယ်ဈေးကမ်းများပြည့်စည်သွားပြီးဘုံနဲ့ခံနိုင်တဲ့မြေအောင်ဈေးယုံနယ်ဈေးကမ်းများတိစောက်ရေးဝန်ဝန်ကူညီကြရန်တို့ကပြည်သူလူထုနဲ့နိုင်ငံတကာကိုလူသားချင်းညွတ်ရေးအစိုးရဂျာမားရဲ့ဝန်ကြီးဒေါက်တာဇိုးဝေဆိုးကအကူအညီတောင်းလိုက်ပါတယ်။ဒီကနေ့မှာလူသားချင်းညွတ်ရေးအစိုးရရဲ့ဂျာမားရဲ့ဝန်ကြီးဒေါက်တာဇိုးဝေဆိုးက၎င်းနေတဲ့ဗီဒီယိုရုပ်တံထုတ်ပြန်ပြီးပြည်သူလူထုကမြေအောင်ဈေးယုံနယ်ဈေးကမ်းများတိစောက်ရေးမှာဝန်ဝန်ကူညီပေးကြဖို့တရားဝင်တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။ယခုရက်ပိုင်းနဲ့လပိုင်းများအတွင်းမှာအကြံဖက်စကောင်းစီတက်မှာဆရာဝန်များတုံ့နာပြုများနဲ့ မြေပြင်မှာရှိနေတဲ့ခြေတန်းဆေးရုံဆေးကန်းများကိုရေပဲချက်ရှိရှိပုတ်ကျတက်ခိုက်ပြစီလာကြောင်းစကောင်းစီကဆရာဝန်များဒုနာပူများနဲ့ဂျမ်းမရေဝန်ထမ်းများကိုရေပဲချက်ရှိရှိတက်ခိုက်တက်ဖြတ်နေကြောင်းဒါကြောင့်ပြည်သူလူထုကိုဂျမ်းမရေဆောင်ရှောက်မှုပေးနိုင်ရန်ရေကင်းလုံးကြုံပြီးပုံတံခန်းနိုင်တဲ့မြေရောက်ဆေးရုံနဲ့ဆေးကန်းများတည်ဆောက်ရမှာပြည်သူလူထုကပါဝင်ကူညီကြပါရန်ဒေါက်တာဆောဝေဆိုကပြောပါတယ်ဒီကနေ့ပြောချင်တာကတော့ကျွန်တော်တို့ရဲ့မြေပြင်မှာရှိနေတဲ့ခြေတန်းဆေးရုံဆေးကန်းတွေရောနောက်တန်းကဆေးရုံဆေးကန်းတွေရောပုတ်ကျတက်ခိုက်ခံနေရပါတယ် ဆရာဝန်တွေတူနာပြူတွေကိုရည်ဝဲချက်ရှိရှိနဲ့ဈေးရုံဖေကန်းတွေကိုရည်ဝဲချက်ရှိရှိနဲ့ပုံကျဲတက်ခိုက်ပြက်စီးနေပါတယ်မြန်မာနိုင်ငံမှာချမ်းဘတ်စစ်တပ်ဟာဆရာဝန်တွေတူနာပြူတွေဂျမားရေဆောင်ရှောက်တဲ့သူတွေကိုရည်ဝဲချက်ရှိရှိတက်ခိုက်တက်ပြက်နေတာဖြစ်ပါတယ်ဒါကြောင့်ရင်းနှောင်းကတော့ကျွန်တော်တို့တွေလုံကျုံနဲ့တော်တဲ့တောင်ထဲမှာရှေတန်းဈေးရုံဈေးကန်းနေနဲ့အခြေချဈေးရုံဈေးကန်းတွေကိုတိဆောက်ပြီးတော့စေကူတာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့ဒီချိန်မှာအခုလိုမျိုး AB နဲ့မင်းနလာအတွဲမှာတက်ခိုက်မှုတွေပို့ပြီးတော့များလာပြီးတော့ဈေးရုံဈေးကန်းတွေလုံကျုံမှုမရှိတော့တဲ့တော့ ကျွန်တော်တို့တွေအခုချိန်မှာ underground မြောက်စေုံစေကန်းနေလေရင်ပုံကျဲတာကိုခံနိုင်တဲ့ပေါင်900ပေါင်100ပုံနေကျဲတဲ့ဓာတ်ခံနိုင်တဲ့မြောက်စေုံနေစေကန်းနေစောက်ဖို့လိုလာပါတယ်။ဒါကြောင့်ဒီအားကိုပြည်တွင်းပြည်ပမြန်မာပြည်သူများအနေနဲ့နိုင်ငံတကာလူရှင်များအနေနဲ့မြောက်စေုံစေကန်းများနဲ့ပုံကျဲတဲ့ခံနိုင်တဲ့စေုံစေကန်းများတိစောက်ဖို့တော့တနိုင်တဲ့နေရာမှာကိုညီချဖို့ကျွန်တော်အနေနဲ့ဒီနေရာမှာတိုက်တွန်းလိုပါတယ်လို့ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာစီတီအန်ဆရာဝန်များဒူနာပြူများနဲ့ဂျမားရေဝန်ထမ်းများဟာ အန်နီရဲ့အများဆုံးချိန်မှာလုံးလုံးနေရကြောင်းစေခူတာမှုတွေဘေးနိုင်ရန်နဲ့လုံခြုံစိတ်ချစွာနိုင်ယူနိုင်ရေးအော်နဲ့ခံနိုင်တဲ့မြေအောင်ဆေးုံဆေးကမ်းများမဖြစ်မနေလိုအပ်တာကြောင့်ပြည်သူများနဲ့နိုင်ငံတကာအနေနဲ့ဝန်ဝန်းကူညီရန်လိုအပ်တယ်လို့ဒေါက်တာဆိုးဝေဆိုးကမေတ္တာရပ်ဖြန်ပါတယ်တကယ်တော့စေခူတာနေကြတဲ့ဆရာဝန်ဆရာမဒေါနာပြူတွေဟာကဘာပေါ်မှာအန်နီရဲ့အများဆုံးနိုင်ငံတစ်ခုမှာလုံးလုံးနေကြရတာဖြစ်ပါတယ်သူတို့တွေလုံခြုံစိတ်ချစွာစေခူတာမှုပေးနိုင်ဖို့တော့သူတို့တွေလုံခြုံစိတ်ချစွာနိုင်ယူနိုင်ဖို့တော့ကျွန်တော်တို့မှာကွန်ကျဲတန်းကိုခံနိုင်တဲ့ဆေးရုံဆေးကန်းတွေလိုအပ်ပါတယ် ွန်ကျဲတန်းကိုခံနိုင်တဲ့မြေအောင်ဆေးုံဆေးကနေလိုအပ်ပါတယ်။ဒါကြောင့်ဒါကိုဝိုင်းဝန်းကူညီကြပါလို့ကျွန်တော်အနေနဲ့ဒီနေရာကနေတိုက်တွန်းနှိုးဆော်လိုပါတယ်လို့၎င်းကပြောပါတယ်။လက်ရှိမှာမြို့သားညညရဲ့ဆိုးရဂျမ်းမာရီနဲ့ပညာရေးဝန်ကြီးဒေါက်တာဆိုးဝေဆိုးဟာပြည်ပမှာရောက်ရှိနေရမှာမြန်မာနိုင်ငံတို့အပြီးပြန်လာခဲ့ပြီးတော့ဒေါ်လန်ရေးနဲ့မြို့သားညညရဲ့ဆိုးရပညာရေးနဲ့ဂျမ်းမာရီဝန်ကြီးဌာနလုပ်ငန်းစဉ်များကိုမြေကြီးမှာကွန်ဆင်းဆောင်ရွက်နေတဲ့ဝန်ကြီးတုပ်ကလေးပြောပါတယ်။နောက်တစ်ထပ်မှပြန်ဆက်ပေးခြင်းတဲ့တရင်ကတော့တေပေါ်တုံးလာတဲ့ရမညမိုတက်တော်နဲ့လက်တွဲပူးပေါင်းပြီး ဆီယန်နာရှင်ကိုတိုက်ခိုက်မယ်လို့တင်းနယ်လေးကကြေညာတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။မော်ဘီနယ်ကိုခြေပြုတ်ဖွဲ့စည်းထားတဲ့မွန်ဂီတဲပါတီဆီယန်နာရှင်တိုက်ပြက်ရေး NSP AD နဲ့မွန်ဘီလုံမြောက်ရေးတပ်တော် MLA တို့ပေါင်းဆက်ဖွဲ့စည်းလိုက်တဲ့ရမညမော်တပ်တော် RMA နဲ့ပူးပေါင်းဆောင်ရွက်တော့မှဖြစ်တယ်လို့တင်းနယ်လေးကတရားဝင် ထုတ်ပြန်ကြေညာပါရစေ။ပြီးခဲ့တဲ့မေလ24ရက်နေ့ကမွန်ဘီတဲပါတီနဲ့မွန်ဘီလုံမြောက်ရေးတပ်တော်တို့ဟာအကြမ်းဖက်ဆီယန်နာရှင်စနစ်တိုက်ပြက်ရေးဒန်းတို့ရင်းနဲ့ကိုအိုင်ကဒန်းကိုရင်အပြေးဝရှိတဲ့မွန်ဘီဘော်တွန်ရေးဆိုတဲ့ မုံမြတ်တဲ့ရည်ရွယ်ချက်တွေနဲ့အတူပေါင်းစည်းကရမညမိုတက်တော့ကိုဖွဲ့စည်းထူကောင်လိုက်တယ်လို့ကြေညာခဲ့ကြောင်းအဲဒီလိုပေါင်းစည်းလိုက်တဲ့ပေါ်မုံပြည်သူလူထုနဲ့တူလိုက်လဲဆိုတာကြိုးဆိုပြီးဦးပေါင်းဆောင်ရဲသွားမယ်လို့ပလောင်ပြည်နယ်လူမျိုးဝေတအူတင်းနယ်လေးကတရားဝင်ထုတ်ပြန်ကြေညာပါတယ်ဒီကနေ့နိုင်ငံရေးနဲ့စည်ရေးချင်းတွေရောက်မွန်ဒေတာမှာစည်ရေးရှိန်မြင့်တင်နိုင်ဖို့အတွက်ရမညမုံတက်တော့ဖွဲ့စည်းထူကောင်လိုက်တဲ့ပေါ်မှာကျွန်တော်တို့ရဲ့သွေးချင်းကြီးကိုဖြစ်တဲ့ BSLF တင်းနယ်လေးတောင်းတက်မတော်ကကျွန်တော်တို့ရဲ့ဖွဲ့စည်းမှုပေါ်ပထမဆုံးအနေနဲ့ဂုံပြူးကြိုးဆိုတုံ့ပြန်တဲ့ပေါ် အတိုင်းမသိဝမ်းတာမိပါတယ်အတိုးလဲကျေးဇူးတင်မိပါတယ်လို့ RMA ရဲ့ပြောရေးစုခွင့်ရှိသူနိုင်ကောင်းစကားကပြောပါတယ်မြန်မာပြည်သူလူထုတရားလုံးကိုဆိုးရွားစွာပြင်းထန်တက်ဖြတ်နေတဲ့မြန်မာစေကောင်းဆောင်တို့ရဲ့ဆရာနာရှင်ရန်ရားကိုပြည်သူတရားလုံးကသဆိုင်ရာဒေတာအသေးသေးမှရရလက်နက်ကင်ဆွဲပြီးတော်လန်တိုက်ခိုက်နေကြရမှာအဘိနိဂံပြည်သူလူထုကြီးရဲ့အမြင့်ဆုံးသောတော်လန်ရေးကာလအချိန်တွေတို့ရောက်ရှိလာနေပြီဖြစ်ကြောင်းဒါကြောင့်မုံလူမျိုးတို့အတွက်တခိုးတဲသောရာမညမွန်တက်တော်ကိုပေါင်းဆက်ထိုးတောင်းလာတာဟာ မန်ကန်နဲ့တော်လန်ရဲ့လမ်းကြောင်းပေါ်ရောက်ရှိလာခြင်းပင်ဖြစ်တယ်လို့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး BSL ပတန်လေးကအသိပေးပါတယ်။မြန်မာပြည်မှာရှိတဲ့မွန်ဝတအောင်လို့ပါဝင်တဲ့မွန်ခမမျိုးနွယ်စုတွေဟာမိမိတို့ပြဆိုင်ရာလူမျိုးများကိုစေုံကမိမိတို့ရဲ့နေမည်ဒေတာနဲ့ပြည်သူလူထုကိုကောက်ွယ်ဆောင်ရှောက်နိုင်ရန်တို့ကအရေးချင်းပြည့်ပြီးခိုင်မာအားကောင်းတဲ့လက်နက်ကင်တပ်ဖွဲ့ကိုချင်းလက်တေးသေးစွာပွဲစည်းလုံဆောင်ရန်ထိုးလိုအပ်တယ်လို့ဆိုပါတယ်။ဒါပြင်ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး BSL ပတန်လေးနေနဲ့ယခုပွဲစည်းထိုးထောင်လိုက်တဲ့ရမညမွန်တပ်တော်ကို ဘဝတူဒေါ်လန်ကြီးမှာအမိပြေတက်မှတ်ပြီးတော့ဒေါ်လန်ကြီးမှန်ချက်ပန်းနိုင်အမြင်အောင်မြင်ရပူပေါင်းဆောင်ရတော့မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ခုကျွန်တော်တို့ရဲ့ရမညမွန်တက်တော်ဘဝတူဒေါ်လန်ကြီးမှာအမိပြေတက်မှတ်ပြီးတော့ကျွန်တော်တို့ရဲ့ဒေါ်လန်ကြီးပန်းနိုင်အောင်မြင်ပြီးတိဝန်းဝန်းပြီးတော့တူတူကပူပေါင်းဆောင်ရတော့မယ်ဆိုတဲ့ထုတ်ပြန်ချက်ပေါ်ကျွန်တော်တို့ဒေါ်လန်ကြီးအတွက်တကယ်ကိုအားတက်မိပါတယ်။ကျွန်တော်တို့ရဲ့သွေးချင်းကြီးကိုဒီအားလုံးအဘိနိကံမှာအမိတွေအားလုံးနဲ့တူဒီဒေါ်လန်ကြီးကိုစွမ်းစွမ်းတက်မှန်တိုက်ပွဲဝင်သွားပါမယ်လို့ NSPAD RMA ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကဆိုပါတယ်။နောက်တစ်ခါနကင်ဆာပေးခြင်းနဲ့တရင်ကတော့မန္တလေးဈေးကျိုးအနီးမှာရှိတဲ့အင်းဝပန်လုံးကျုံရဲ့ဂေဆောင်စစ်သားချင်းချင်းဖိကတ်မှုဖြစ်ပွားပြီးအကြမ်းမဲ့စစ်သားတို့တည်ဆုံနေဆိုတဲ့တရင်ကိုပြန်ဆက်ပေးကြပါတယ်။မန္တလေးမြို့ဈေးကျိုးနိုင်စင်အနီးမှာရှိတဲ့အင်းဝပန်မှာဂေဆောင်နေတဲ့စစ်သားချင်းချင်းဖိကတ်မှုဖြစ်ပွားခဲ့တယ်လို့ဒေသနေပြည်သူတွေကပြောဆိုပါတယ်။ယမန်နေ့မေလ25ရက်နေ့မွန်လွယ်12နာရီကျော်အချိန်မှာဈေးကျိုးနိုင်စင်64လမ်းနဲ့26လမ်းတောင်းမှာရှိတဲ့အင်းဝပန်မှာ လုံကြုံရေးထိဆောင်နေတဲ့အချမ်းပတ်စစ်သားချင်းချင်းစကားများရန်ထေးရမှာအပြန်အလှန်ဖိကံမှုတွေဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အရိဖိကံမှုတွင်မှတနတ်တန်ကုန်းနဲ့ချက်ထောပေါက်ခဲ့ပြီးအရိဖိကံမှုဖြစ်ပွားတဲ့နေရာကိုချမ်းပတ်စကောင်းစီတသားတွေရောက်ရှိလာပြီးတော့လမ်းများကိုပိဆိုးကနိုင်ရေးကားတွေနဲ့စတားတချို့ကိုလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။သူတို့ဆေးဥစုချင်းချင်းတနတ်နဲ့ဖြစ်တာပရမ၄ချက်နဲ့ဒုတိယချိန်၃ချက်တနတ်တန်ကုန်းနဲ့ချက်လောက်ပဲဖြစ်တယ်။အရိမှာစတားတအုပ်မသားပေါ်သွားလို့နိုင်ရေးကားနဲ့လာတင်သွားတယ်လို့ဒေသနေပြည်သူတအုပ်ကပြောပါတယ်။ အဲလိုပြကမ်းမှုတွေဖြစ်ပွားပြီးတဲ့နောက်ဈေးကျိုးအနီးအနားမှာရှိတဲ့ဈေးတဲ့တချို့ဟာဆိုင်များကိုပိတ်သွားပြီးတော့ဈေးတဲ့များနဲ့ဈေးဝယ်များလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။လက်ရှိမှာမန္တလေးမြို့ရဲ့နေရာအနှံ့မှာစစ်တပ်ရဲ့ဗျူစောတီနဲ့ပြားယောင်ယူနီဖောင်းကိုဝတ်ထားတဲ့ရဲရွာလုံးကျုံရေးဖွဲ့ရဲကြီးအုပ်ချုပ်ရေးဖွဲ့အပါအဝင်မိတပ်နဲ့စီပင်တွေတောင်းကျမ်းနေပြီးလမ်းမောမှာခိတ်ပွဲငွေညချင်းလမ်းနက်ပြမိုက်ကြီးခွဲခြင်းလောင်ကစားနဲ့မိုးရေစေရောင်းဝယ်လုပ်ငန်းများကိုစက်ကြီးကောက်ခြင်းထောင်တွဲများကိုကိုးစိုးလူရဲမှုကျိုးလုံးစေပြီ ခိုးရပါပစ္စည်းတွေခွဲဝေရယူခြင်းတွေလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ရမေတင်မျိုးနဲ့ကတိန်ချေဝါကုံဆောင်ဆိုင်ကိုဂျန်ပက်စစ်တာ၄ဦးကတနက်ထောက်ကဒင်း၈၀ကျော်ဓားများတိုက်သွားပြီးတော်လိုင်းရေတပွဲများရဲ့လက်ချဲလို့စကောင်းစစ်ကတရင်မာလွတ်နေကောင်။ရမေတင်မျိုးနဲ့မှစစ်တပ်က BDS စမ်းချိန်ရေးဝါဒဖျန်းစာတွေကိုဒီသူများကဖျောင်းဝေတဲ့ပုံစံနဲ့လိန်လေဝါဒဖျက်နေတဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းရမေတင်မျိုးနဲ့ကတိန်ချေဝါကုံဆောင်ဆိုင်ကို အကြမ်းမဲ့စစ်တာလေးဦးကတနက်ထောက်ကဒိန်၈၀ကျော်တံများတိုက်သွားပြီးအဲ့ဒီတံများတိုင်းမှုကိုတော်လန်ရေးပွဲများကလုံသိအောင်အကြမ်းဖက်စကောင်းစီကတရင်မှလွတ်နေတယ်လို့ဒေသနေပြည်သူများကပြောပါတယ်။မေလ၂၄ရက်နေ့ညာ၁၂နာရီကျော်ဝန်းကျင်ချိန်မှာရမဲသိန်းမြို့နယ်ကတင်ချေဝမှာရှိတဲ့ကိုမျိုးသူအောင်နဲ့မလလဆန်းတို့ရဲ့ကုံစုံဆိုင်ကိုအကြမ်းမဲ့စစ်တာလေးဦးကဝင်ရောက်တံများတိုက်ခဲ့ကြောင်းအဲ့ဒီလိုတံများတိုက်တဲ့ချိန်မှာဆန်းရှင်ကိုမျိုးသူအောင်မရှိပဲ၎င်းရဲ့ဇနီးမလလဆန်းတာရှိနေကြောင်းအဲ့ဒီချိန်မှာစကောင်းစီယူနီဖောင်းဝယ်လူလေးဦးက မလလဆန်းကိုတနက်ထောက်ကတာဝန်ရစစ်ဆေးစရာရှိတယ်လို့ပြောဆိုပြီးဆိုင်းမာရှိတဲ့တနေ့တာရောင်းရငွေများငွေဖြည့်ကံများမလလဆန်းရဲ့ကံဘောစားပန်အကောင့်တွင်မှငွေများအလုံးကိုချက်ချင်းလွှဲပြောင်းခိုင်းခဲ့တယ်လို့ဒေသနေပြည်သူများထံမှသိရပါတယ်။အဲဒီအမှုဖြစ်တဲ့အချိန်မှာဆိုင်းမာမရှိတဲ့ဆိုင်းပန်းရှင်မျိုးတို့အောင်ကရမဲတင်းမျိုးစကောင်းစီလောက်ခံအကောင့်ကြီးတွေနဲ့ပေါင်းပြီးလိုင်စင်မဲ့ကားတွေဝယ်ရောင်းလုပ်နေတဲ့စက်ကကပားရပါပွဲစားဆိုတော့တရင်သေးတိုင်ကြားတာလည်းမရှိဘူး။ဒီလိုလူရတာကိုရမဲတင်းမျိုးနဲ့စက်တက်လောက်ခံတာဝန်ရှိသူတွေက ်ဗီဒီယိုတွေလုပ်တယ်လို့သတင်းလွှင့်ဗီဒီယိုတွေလုပ်တယ်လို့သတင်းထုတ်ကြေညာခဲ့တာလို့ဒေသနေပြည်သူတဝကပြောပါရင်အဆိုပါဓမြတိုင်းမှုဖြစ်ပွားတဲ့နေ့ကစလို့လက်ရှိချိန်ထိအကြမ်းဖက်စစ်တပ်ကရမဲသိမ်းမြို့ဝင်ထွက်နေရာများမှာလုံခြုံရေးတင်ကျပ်စွာနဲ့စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့လည်းဒေသနေပြည်သူများထံမှသိရပါရင်ဒါပြင်အကြမ်းဖက်စစ်တပ်ကရမဲသိမ်းမြို့နယ်မှာပြည်သူများကပီတီအာများကိုစမ်းကျင်နေတယ်ဆိုတဲ့ဝါဒဖြန့်စာတွေကိုစစ်တပ်ပြူစောတင်းနဲ့ပြည်သူစစ်များကဖြန့်ဝေလျက်ရှိတယ်လို့မျိုးနေပြည်သူတွေကပြောပါတယ်။ထို့ကဲ့သို့စစ်တပ်ကဖြန့်ဝေနေတဲ့ဝါဒဖြန့်စာများမှာ ဗီဒီယိုများကဗီဒီယိုတွေကိုအနိုင်ကျင့်တစ်ပြက်ဓမြတိုက်နေတယ်ဆိုတော့မဟုံးမမှန်လောက်ကျန်ရေးသားထားတဲ့လက်ကန်းစာရွက်တွေကိုလမ်းဆုံးလမ်းကွာများနဲ့မျိုးပေါ်မှာဖြန့်ဝေနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ကန်းစာမှာတော့ဗီဒီယိုတွေကလက်မခံမှုဆိုပြီးအကြမ်းဖက်စစ်တပ်ကရေးထားတာ။ဖြန်းတာကပြူစောတိတွေနဲ့ဗီဒီယိုစစ်တွေကဖြန်းတာ။သူတို့ကသူတို့စာရွက်တွေထုတ်ရေးပြီးဗီဒီယိုကလက်မခံမှုဆိုတဲ့ပုံစံမျိုးလုပ်နေတာ။ဗီဒီယိုကတော့စစ်တပ်ဆိုရင်အတော်ယွန်းနေပြီ။ရမတဲ့မျိုးပေါ်မှာလူငယ်တွေလည်းမရှိကြတော့ဘူး။အကုန်လုံးစစ်မှုထံပေါ်တာဆွဲခန့်ရမှာဆိုလို့ဗီဒီယိုကပြေးတယ်။ နိုင်ငံသားကိုထွက်သူကထွက်တယ်။လူငယ်တွေကိုမရှိတော့တာလို့ရမတင်းမျိုးနေပြီးသူတအူကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့လုံခင်းရစကန်းလက်နက်ကြီးခုံးကို GIA ပူပေါင်းတက်တိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဖကန်းမျိုးနဲ့လုံခင်းချေးဝါရစကန်းခုံးမှာလက်နက်ကြီးများတဆင့်ထားရနေရာများကိုကချင်တို့လည်းတက်တော့ GIA ပူပေါင်းတက်ကဒီကနေ့မေလ26ရက်နေ့အစောပိုင်းမှာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အစောပိုင်းလုံခင်းရွာရစကန်းမှာလက်နက်ကြီးခုံးကိုမနက်3:00ကြီးကျော်မှစတင်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဂရိုင်းနဲ့နေဆက်တဲ့တရင်ရင်းတွေကပြောပြီးတော့တိုက်ခိုက်မှုပုံအသေးစိတ်ကိုတော့မပြောလို့ကူလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကနိုင်ဝက်ခံချခဲ့ပါတယ်။အပြန်အလှန်ဖြစ်ခဲ့ကြပြီးတော့လုံငင်းရဲစခန်းကုန်းကရန်တန်ဖြစ်နေလို့ဒေသခံတွေအထိမှဆိုးလို့ရပ်ဖြစ်ခဲ့တယ်လို့၎င်းကဆိုပါတယ်။တိုက်ပွဲတုန်းကလက်နက်ကြီးလက်နက်ငယ်ဖြစ်ခဲ့တာများကိုကြားခဲ့ရပြီးလုံငင်းရဲစခန်းတိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ဖားကန့်ဒေသခံတွေကပြောပါတယ်။ဗထမတော့စကားဆဆက်ကြောင်းလုံငင်းသားတွေရောက်လာတာလားပေါ့။အဲ့လိုမဟုတ်ပါဘူး။လုံငင်းရဲစခန်းလက်နက်ကြီးခုံကိုချတာ စကောင်းစီစကောင်းကနန်တိန်မှာပဲရှိသေးတယ်လို့ဖာကန်ဒေတာကန်တို့ကပြောပါတယ်။ထို့ကဲ့သို့ဂျမ်းမဲစကောင်းစီရဲ့လက်နက်ကြီးနဲ့ပြခတ်မှုကြောင့်ဒေတာကန်နေတချို့ပျက်စီးခဲ့ရပြီးအသေးစားထိုင်ရာရာထူးတွေလည်းရှိခဲ့တယ်လို့လုံကင်းဒေတာကန်တို့ကပြောပါတယ်။တချင်လို့လည်းရေးတက်မတော့ KIA ရဲ့ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူကတော့အကြံဘက်စကောင်းစီစကောင်းက၎င်းတို့လက်လုပ်ခဲ့ရတဲ့စခန်းများဒေတာများကိုပြန်လည်ထိန်းချုပ်နိုင်ရန်ဒုစစ်ဆင်လာတာကြောင့်ကူကန်တခိုက်နေပြီးဒီကနေ့မေလ26ရက်နေ့ဇောပိုင်းကလုံကင်းရဲ့စခန်းအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။ ဒါပြင်ဒေတာကန်ပြည်သူများအနေနဲ့စေရေးသတင်းများကိုဆက်မပြတ်နားဆွဲနေရလဲဘုံမူကြီးနှုတ်ဘူကတိုက်တော်ပါတယ်။ဖာကန်မျိုးကိုစကောင်းစီကပြေဝဒိန်းချုပ်ထားနိုင်ခြင်းမရှိပေမဲ့လည်းဖာကန်ပြူဟာကိုမစိုးရံချုပ်ထောင်းလုံငင်းပြူဟာကိုလုံငင်းရဲစကံကံစီပြူဟာကိုနဲ့ဖာကန်မျိုးမှာရဲစကံမှာတက်ဆွဲထားပြီးအရင်နေရာတွေမှာလက်နက်ကြီးများတက်ဆင်ထားပါတယ်။ဒါပြင်တိုက်ပွဲဖြစ်ွားရနေရာများတို့အရင်နေရာတွေကနေပြီးတော့စကောင်းစီကလက်နက်ကြီးတွေနဲ့ဖြစ်ကိုပေးနေခြင်းဖြစ်ပါတယ်။လက်ရှိမှာစကောင်းစီတာဟာ မူဟောင်းကာမိုင်နိုင်ရလုံကင်ဖာကန်လန်နဲ့မေဂျီနာနမ်မတီလဝါတနိုင်ဖာကန်လန်တို့မှတဆင့်အင်အားအများပြားနဲ့အေဘီလာ23ရက်နေ့ကစကစစ်ကြောင်းတွေထိုးလာပြီးယခုကဖာကန်မျိုးနဲ့ဇဲမိုင်ခန့်ကွာနန်တင်းချေးဝါတို့ရောက်ရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်များထံကသိရပါတယ်။အဆိုပါနန်တင်းနဲ့လုံကင်ချေးဝါချားမှာ6မိုင်9မိုင်9မိုင်လေပြင်းနဲ့ကြောက်ရချေးဝါတို့ရှိနေပါတယ်။ထို့ကဲ့သို့စစ်ကြောင်းတွေထိုးလာတဲ့စကောင်းစီတက်အပါဝင်ရန်နေအဆက်နေနဲ့ပြည်သူ့စေပူပေါင်းပွဲတွေဟာ မြေပြင်မှာဒိနာနေပေမဲ့လေချောင်းဖြစ်ကိုလက်နက်ကြီးဖြစ်ကိုတွေနဲ့ရှေတိုးလာနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နှားဆင်ခဲ့တဲ့သတင်းပိတ်တများကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းဘတ်တော်သားများရဲ့သတင်းများနဲ့တို့ပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။